အားလုံးပဲမင်္ဂလာပါ The Growth Diary YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ Channel ကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းအတွင်းနားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားအားလုံးပျော်ရွှင်ခြင်းကြရဲဆိုတာသိကြပါတယ်ဒါပေမဲ့ပျော်ရွှင်မှုရဲ့အဓိပ္ပာယ်ကဘာလဲပျော်ရွှင်မှုကိုတကယ်ပဲဖန်တီးယူလို့ရနိုင်ပါသလားပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်တချို့ကအလုပ်တွေပြောင်းကြတယ် နေရာတွေပြောင်းကြတယ်။ဒါပေမဲ့အပျော်ရွှင်မှုဆိုတာအပြင်မှာလိုက်ရှာရတာတဲ့ကိုယ့်ရဲ့နေစဉ်ဘဝထဲမှာစနစ်တကျဖန်တီးယူလို့ရတဲ့စီမံကိန်းတစ်ခုလိုလှုပ်ဆောင်လို့ရတယ်ဆိုရင်ရောဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စမ်းသပ်မှုကြီးကိုစတင်ခဲ့သူကတော့စာရေးဆရာမဂရက်ချာရူဘင်ပဲဖြစ်ပါတယ်။သူမဟာသူ့ရဲ့တစ်နှစ်တာလုံးကို The Happiness Project လို့အမည်ပေးပြီးလစဉ်ပျော်ရွှင်မှုဆိုင်ရာရည်မှန်းချက်တွေတတ်မှတ်ပြီးလိုက်နာကျင့်သုံးခဲ့ပါတယ်။ ရချမ်းရဲ့အဓိကအယူဆကတော့ပျော်ရွှင်မှုဆိုတာဘဝရဲ့အပြောင်းအလဲကြီးတွေနဲ့မှမဟုတ်ပဲနေ့စဉ်အသွေးအမလောက်ရလေးတွေကိုပြောင်းလဲခြင်းအပြင်အမှန်တကယ်ရရှိနိုင်တယ်ဆိုတာကိုလက်တွေ့ကြကြတည်တည်ပြခဲ့တာဖြစ်ပါတယ်။ကျောတို့နေ့စဉ်ဘဝကိုဖျက်ဆီးရင်တကယ်ပဲပိုပြီးပျော်ရွှင်နိုင်အောင်မလား။ဘဝကိုအဓိပ္ပာယ်ရှိရှိပိုပြီးနေထိုင်နိုင်အောင်မလား။အဲ့လိုမွေးကွန်းတွေတင့်မှရှိနေရင်ဒီ happiness project စာအုပ်လေးကအသင့်အတွက်လက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေပေးပါလိမ့်မယ်။ ခရစ်ယာန်ရဲ့စံတမှုဟာပျော်ရွှင်မှုဆိုတာစိတ်ကူးယဉ်မှုအယူဆတစ်ခုမဟုတ်ပဲစီမံခန့်ခွဲလို့ရတဲ့စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာကိုတည်တည်ပြခဲ့ပါတယ်ဒီနှစ်ချုပ်တစ်ခုလုံးကိုအဆုံးအထိလေ့လာသွားတဲ့အခါမိတ်ဆွေတို့အနေနဲ့ခရစ်ယာန်ရူဘင်ရဲ့တစ်နှစ်တာစီမံကိန်းတွေကအဓိကသင်ခန်းစာ၁၂ခုကိုအပြည့်စုံနားလည်သွားပါမယ်ပျော်ရွှင်မှုအတွက်ဘာတွေပြောင်းလဲရမယ်ဆိုတဲ့လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေရရှိမယ်ကိုယ့်ရဲ့ပျော်ရွှင်မှုစီမံကိန်းကိုဘယ်လိုစတင်ရမလဲဆိုတော့ စိတ်အားထက်သန်မှုနဲ့နီလန်ကောင်းများရရှိသွားမယ်ဆိုတာသိကြပါတယ်။ဒီအနှစ်ချုပ်လေးကိုလွယ်ကူစွာနားလည်နိုင်စေဖို့အတွက်ဂရချန်ရဲ့စစ်နယ်လစီမံကိန်းကိုအဓိကအခန်းကြီး၄ခန်းခွဲပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခန်းတက်ပုံမြင့်တိဆောက်ခြင်းစိတ်ခန္ဓာနဲ့အရင်မှချက်ဇန်နဝါရီဖေဖော်ဝါရီမလအခန်းနှစ်လူမှုရေးစွမ်းအားအပန်းဖြေခြင်းနဲ့ဆက်ဆံရေး AB မေဇွန်လအခန်း၃အတွင်းစိတ်ကြွယ်ဝမှု ငွေကြေးဝိညာဉ်ရေးနဲ့ဝါသနာဇူလိုင်းဩဂုတ်စက်တင်ဘာလ အခန်းလေးရေရှည်တည်ရမှုပြစ်ဆုတ်ပံကျေးဇူးတရားနဲ့အလေးအကျင့်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလဒီအချက်တွေကိုလေ့လာပြီးတဲ့အခါမှာလည်းလက်တွေ့ဘဝမှာချက်ချင်းအသုံးချနိုင်မဲ့နီလာနေကိုပါအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါနာစင်မို့တိုက်တွန်းခြင်းပါတယ်ဒီအနည်းချုပ်စာအုပ်ကိုမစတင်ခင်မှာကဘာကျော်စာအုပ်ကောင်းတွေကိုအမြဲလေ့လာဖတ်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်ထားဖို့မြတ်တာရက်ခံလိုက်ပါတယ် ကဲဒါဆိုရင်ပျော်ရွှင်မှုရဲ့အုံမြစ်ကိုစတင်ဖို့အခန်းတက်ကိုစလိုက်ကြရအောင်အခန်းတက်စိတ်ခန္ဓာနဲ့ရည်မှန်းချက်ရဲ့အုံမြစ်ကိုတိဆောက်ခြင်းဇန်နဝါရီဖေဖော်ဝါရီမတ်လပျော်ရွှင်မှုစေမံကိန်းကိုစတင်ဖို့အတွက်ဂရချန်ကပထမဆုံး၃လမှာအရေးကြီးဆုံးအုံမြစ်၃ခုကိုအာရုံစိုက်ခဲ့ပါတယ်ဒီအုံမြစ်တွေကတော့ကျွန်တော်တို့ရဲ့စွမ်းအင်ရင်းနှီးတဲ့စစ်ဆန်ရေးနဲ့အလုတ်ပေါ်ထားတဲ့စိတ်ထားတွေပဲဖြစ်ပါတယ်ဒီအခြေခံတွေခိုင်မာမှအကျန်းတဲ့ပျော်ရွှင်မှုတွေတိဆောက်လို့ရမှာပါ ဇန်နဝါရီလစွမ်းအင်မြင့်တင်ခြင်းပထမဆုံးဇန်နဝါရီလမှာဂရချန်ကစွမ်းအင်ကိုအာယုံစိုက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့စွမ်းအင်ရှိမှကျွန်တော်တို့ပိုပြီးပျော်ရွှင်မှုလွယ်ကူမှာပါ။စွမ်းအင်မရှိရင်အရာရာကပင်ပန်းပြီးညှိငွေ့နေတတ်တာလူတိုင်းကြုံမှုကြမှာပါ။ဒါကြောင့်သူကပျော်ရွှင်မှုရဲ့အခြေခံကိုခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ကနေစတင်ခဲ့ပါတယ်။သူမရဲ့အဓိကလှုပ်ဆောင်ချက်အသုံးကတော့နံပါတ်1စောစောအိပ်ရာဝင်မှာ ဂရီချန်ကအစောစောအိပ်ရာဝင်ခြင်းဟာသူမရဲ့တနစ်တာစီမံကိန်းမှာအပြောဆုံးဆုံးဖြတ်ချက်တွေထဲကတစ်ခုလို့ပြောခဲ့ပါတယ်။အေးရွာမှာစိတ်ကပူကြည်လင်ပြီးမိသားစုအပေါ်ပတ်ဝန်းကျင်ကလူတွေအပေါ်မှာပိုပြီးစိတ်ရှည်နိုင်တာကိုသူသတိထားမိခဲ့ပါတယ်။နံပါတ်1ပုံမှန်လေးကျင်ကလောက်ပါ။ပင်မမှာဆိုလို့လေးကျင်ကမလောက်ပဲနေတာဟာမှားတဲ့အယူဆပါ။ပုံမှန်လှုပ်ရှားလေးကျင်ကလှုပ်ခြင်းကညီးငွေနေသူတွေမှာတောင် စွိုင်းအင်ပမာဏကိုတိတိတသားမြင့်တင်ပေးနိုင်တယ်လို့သူတေသနာတွေကဆိုပါတယ်။နံပါတ်3ရှုပ်ပနေတာတွေကိုရှင်းလင်းပါ။အပြင်းမှန်တိုက်ရမှုကအတွင်းစိတ်ငြိမ်းချမ်းမှုကိုစောင့်ကျဉ်ပေးတယ်ဆိုတဲ့ဆောင်းပုံအတိုင်းဂရချာဟာသူ့ရဲ့အိမ်စပွဲပေါ်ကရှုပ်ပနေတဲ့အရာတွေစိတ်ထဲမှာလေးလံနေတဲ့အသေးဖွဲကိစ္စတွေကိုရှင်းပြခဲ့ပါတယ်။ဇန်နဝါရီလကနေရတဲ့သင်္ကန်းစာကတော့ပျော်ရွှင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ရှင်းလင်းမှုကိုဂရုစိုက်ဖို့ပါပဲ။ ဖေဖော်ဝါရီလချက်ချင်းမြတ်တာကိုတရိယာချင်းစေရော့ကိုပါလန်းဆန်းပြီးစွအင် ပြေဝလာတဲ့အခါဖေဖော်ဝါရီလမှာဂရချန်ကသူ့ရဲ့အိမ်တော်ရေးဆက်ဆံရေးကိုအဓိကထားပြီးလှုပ်ဆောင်ခဲ့ပါတယ်ပျော်ရွှင်တဲ့ဘဝတစ်ခုမှာကိုချစ်ရတဲ့သူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ကအရေးကြီးဆုံးအရာတွေကတစ်ခုဖြစ်ပါတယ်သူမရဲ့နီးလန်းတွေကတော့နံပါတ်1အပြစ်ပြောခြင်းကိုရပ်ပါခုလက်တွဲပေါ်ကိုအသေးအဖွဲကိစ္စတွေနဲ့အမြဲတမ်းတိုက်ခိုက်နေတာဟာပျော်ရွှင်မှုကိုလုံးဝပျက်စီးစေပါတယ် ဒီအစားကိုယ်တိုင်လုံနိုင်ရင်လုတ်ပစ်လိုက်တာဒါမှမဟုတ်မေတ္တာနဲ့ပြောဆိုတာကိုသူကျင့်သုံးခဲ့ပါတယ်။နံပါတ်1ချစ်ချင်းမေတ္တာကိုတည်တည်ပြပါ။ချစ်ခင်မှုကိုစကားလုံးနဲ့တည်းမဟုတ်ပဲလက်တွေ့လှုပ်ဆောင်ချစ်တည်းနဲ့ပြသဖို့လိုပါတယ်။ဥပမာ6ဆက်ကကြာဖက်ထားခြင်းဟာနှစ်ဦးသားပုံမှုချိတ်ဆက်မှုကိုဖြစ်စေတယ်လို့သူတေသနာတွေကဆိုပါတယ်။နံပါတ်3မှန်ကန်စွာရန်ဖြစ်ပါ။ဇုံတွဲလိုက်ရန်ဖြစ်စကားများကြပါပါ။ဒါပေမဲ့ရန်ဖြစ်တဲ့အခါမင်းကအမြဲတမ်း ဒါမှမဟုတ်မင်းကဘယ်တော့မှဆိုတဲ့စကားလုံးတွေကိုရှောင်ရှားပြီးပြဿနာတစ်ခုတည်းကိုပဲအာယုံဆိုင်ဆွေးနွေးဖို့ဟာပုံမခိုင်မာတဲ့စစ်ဆန်ရေးကိုတိဆောက်ပေးနိုင်ပါတယ်။ဖေဖော်ဝါရီလကနေရတဲ့သင်ခန်းစာကတော့ကိုချစ်ရတဲ့သူကိုပြောင်းလဲဖို့မကြိုးစားပဲကိုကိုကိုပြောင်းလဲခြင်းအဖြစ်သာပုံမကောင်းမွန်တဲ့စစ်ဆန်ရေးတွေကိုဖန်တီးနိုင်တယ်ဆိုတာပါပဲ။မတ်လပန်းနိုင်ကို မြင့်တင်ခြင်းတတိယမတ်လမှာဂရက်ချန်ကအလုံးနဲ့ပညာရေးဆိုင်ရာပျော်ရွှင်မှုကိုအာယုံဆိုင်ခဲ့ပါတယ် ကျွန်တော်တို့ဘဝရဲ့အခြေအများစုဟာအလုံမှာကုံဆုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အလုံကပျော်ရွှင်မှုနဲ့ကြီးထွားမှုကိုပေးဖို့လိုအပ်ပါတယ်။သူမရဲ့လှုပ်ဆောင်ချက်တွေကတော့နံပါတ်၁ပျော်ရွှင်သူလိုပြုမှုပါ။ကိုကစိတ်အားထက်သန်သူပျော်ရွှင်သူတစ်ယောက်လိုစတင်ပြုမှုပြီးလှုပ်ဆောင်ခြင်းဟာကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပါမြင့်တင်ပေးနိုင်ပါတယ်။နံပါတ်၂ကြီးထွားတိုးတက်မှုရဲ့ပျော်ရွှင်မှုကိုခံစားပါ။စိန်ခေါ်မှုတွေကိုကြာဆုံးမှမကြောက်ဘဲစတင်လှုပ်ဆောင်မှုအရေးကြီးပါတယ်။ စ조사နေတာကကြီးထွားမှုရဲ့လေတုဖြစ်ပြီးကြီးထွားမှုကပျော်ရွှင်မှုကိုပေးပါတယ်လို့သူကယုံကြည်ပါတယ်။နံပါတ်3ယခုပင်ပျော်ရွှင်မှာအလုပ်တစ်ခုပြီးမြောက်မှာ project တစ်ခုအောင်မြင်မှပျော်မယ်လို့မစင်းစားပဲလှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာပျော်ရွှင်မှုကိုရှာဖွေဖို့조사ပါ။ဒီမတ်လကနေရတဲ့သင်ခန်းစာကကိုယ်လုတ်တဲ့အလုံမှာစိတ်အားထက်သန်မှုနဲ့ကြီးထွားမှုကိုတွေးရှိခြင်းကသာစစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်တယ်ဆိုတာပါပဲ။ ဒီတော့ဆွမ်းအင်အချက်နဲ့အလုတ်ဆိုတဲ့ပျော်ရွှင်မှုရဲ့အခြေခံအုတ်မြစ်တွေကိုတိဆောက်ပြီးတဲ့အခါမှာနောက်ထပ်လတွေမှာဂရေချာဟာသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ဆက်ဆံရေးအပေါ်အာရုံစိုက်ခဲ့ပါတယ်။နောက်လာမယ့်အခန်းမှာတော့လူမှုရေးဆွမ်းအားအပန်းဖြေခြင်းနဲ့ပျော်ရွှင်သောဆက်ဆံရေးအကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။မိဘနဲ့သားသမီးဆက်ဆံရေးတငယ်ချင်းမိတ်ဆွေတွေနဲ့အချိန်ပေးခြင်းကပျော်ရွှင်မှုကိုဘယ်လိုမျိုးအစားပေါင်းများစွာမြင့်တင်ပေးနိုင်မလဲဆိုတာကိုတွေ့တွေ့ကြတဲ့ဥပမာတွေနဲ့ပြောပြပေးသွားပါမယ်။ဆက်လက်လေ့လာကြည့်ကြရအောင်။ အခန့်နှင့်လူမိုးရေးစွာအားအပန်းဖြေခြင်းနှင့်ပျော်ရွှင်သောဆက်ဆံရေးအေဘီမေးဇွန်လပထမသုံးလမှာကိုယ့်ရဲ့အတွင်းပိုင်းအုံမြစ်ကိုတိဆောက်ခဲ့ပြီးတဲ့အခါခရစ်ချန်ကသူ့ရဲ့ပျော်ရွှင်မှုကိုအပြင်ဘက်ပတ်ဝန်းကျင်စီကိုချဲ့ထွင်ခဲ့ပါတယ်။အဲဒါကတော့မိသားစု အပန်းဖြေမှုနဲ့တငယ်ချင်းများတို့ပဲဖြစ်ပါတယ်။အေဘီလပေါ့ပေါ့ပါပါ နေထိုင်ခြင်းအေဘီလမှာခရစ်ချန်ကမိဘအိတ်ထွန်းမှုနဲ့ပတ်သက်တဲ့သူမရဲ့စိတ်ဖြစည်းမှုတွေကိုရှော့ချဖို့စူးစမ်းခဲ့ပါတယ်။ ကလေးတွေအပေါ်အမြဲတမ်းပြင်းထန်ပြီးစီကံကြီးလွန်းတဲ့လေတံကိုရှော့ချဖို့ဆုံးဖြတ်ခဲ့တယ်။သူမရဲ့ဒီလမှာကျင်သုံးခဲ့တဲ့နီလန်းတွေကတော့နံပါတ်၁မနှက်ခဲနိုင်တခြင်းဆိုပါ။သူမဟာမနှက်ခဲနှုံးနှိုးခြင်းမှာတခြင်းဆိုခြင်းလိုမျိုး ပေါ့ပေါ့ပါပါ အပြုမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကသူ့ရဲ့စိတ်ခံစားချက်ကို မြင့်တင်ပေးပြီးကလေးတွေအပေါ်မှာပုံမကြီးရင်လန်းစားတဲ့လေတံနဲ့ဆက်ဆံနိုင်ခဲ့တယ်လို့ဆိုပါတယ်။နံပါတ်၂ခံစားချက်ကိုအတိအမှတ်ပြုပါ ကလေးတွေစိတ်တူတာကြောက်ရွံ့တာလိုမျိုးခံစားရတဲ့အခါတာစိတ်တူနေတာကိုနားလည်ပါတယ်လို့သူတို့ရဲ့ခံစားချက်ကိုအရင်ဆုံးအတိအမှတ်ပြုပေးဖို့ကြိုးစားခဲ့ပါတယ်။ခံစားချက်တွေကိုလက်ခံပေးခြင်းအပြင်အိမ်ရဲ့လေတွေကပိုးပြီးနှွေးထွေးလာခဲ့ပါတယ်။နံပါတ်3ပျော်ရွှင်စရာအမှတ်တရများစုဆောင်းပါ။အိမ်မှာရိုးရှင်းတဲ့ပျော်ရွှင်စရာဒလေလေးတွေဥပမာညစာစားပြီးအတူတူစားဖတ်တာမျိုးလုပ်တာမိသားစုရဲ့ပျော်စရာဓာတ်ပုံတွေမှတ်တမ်းတွေကိုမကြာခဏထုတ်ကြည့်တာ အတူတူပြန်ပြောပြတာတွေလှုပ်ချင်းပြင်ပြစ်စုံပံမှာပျော်ရွှင်မှုမြင့်တင်ပေးနိုင်တယ်လို့သူတွေးခဲ့ရပါတယ်။ဒီလကနေရတဲ့သင်ခန်းစာကတော့ကိုယ့်ရဲ့သားသမီးတွေနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံတဲ့မိဘဖြစ်ဖို့ကြိုးစားတာထက်သူတို့ရဲ့ခံစားချက်တွေကိုနားလည်ပေးပြီးသူတို့အတွက်ချစ်စရာကောင်းတဲ့အမှတ်တရလေးတွေဖန်တီးပေးဖို့ကပိုအရေးကြီးပါတယ်။မေလကစားပျော်ပါခြင်းကို အလေးထားပါမေလမှာဂရေချန်ကအပန်းဖြေမှုကိုအာယုံဆိုင်ခဲ့ပါတယ် အပန်းဖြေတယ်ဆိုတာအချိန်ဖြုန်းတာမဟုတ်ပဲစိတ်ကျဉ်းနှမှုနဲ့ဘဝရဲ့အစိန်ကုန်မှုတွေကိုရင်ဆိုင်နိုင်တဲ့အစွမ်းအားကိုတိုးစေတဲ့အရေးကြီးတဲ့အလုံဆောင်ချက်တစ်ခုအဖြစ်သူကမြင်ခဲ့ပါတယ်။နံပါတ်၁ပျော်ရွှင်စရာ ရှာဖွေပါ။ပျော်ရွှင်စရာဆိုတာလူတိုင်းအတွက်မတူပါဘူး။ခရစ်ချန်ဟာသူတကယ်စိတ်ဝင်စားတဲ့စိမျက်မရှိတဲ့အရာတွေဥပမာဘောပင်အဟောင်းလေးတွေစုဆောင်းတာကလေးဘဝကဂိမ်းတွေ ပြန်ကစားတာမျိုးကိုလုပ်ခဲ့ပါတယ်။နံပါတ်၂ခရီးထွက်ခြင်း ပုံမှန်လုံနေကြလမ်းကြောင်းတွေကနဲ့ခဏတာခွဲထွက်ပြီးအသက်အဆန်းတွေကိုစူးစမ်းခြင်းကစိတ်ကိုလန်းဆန်းစေပါတယ်။ကြီးမားတဲ့ခရီးတွေမဟုတ်ရင်တောင်မသွားဘူးသေးတဲ့လမ်းကိုရှောက်ကြည့်တာမရောက်ဘူးသေးတဲ့စားတောက်ဆိုင်ကိုသွားတာမျိုးကိုဆိုလိုပါတယ်။ပုံနောက်ကအာအာတင့်စရာအသက်အဆန်းတွေနဲ့မှလှုပ်ဆော်မှုပိုရရှိစေပါတယ်။မေလာရဲ့သင်ခန်းစာကအလုံများနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကိုယ့်ရဲ့ပျော်ရွှင်တဲ့အချိန်တွေကိုဘယ်တော့မှလက်လူမရှုမိပါစေနဲ့။ပျော်ရွှင်မှုဆိုတာတာဝန်ယူမှုနဲ့အတူ ကစားပျော်ပါခြင်းကိုပါလိုအပ်ပါတယ်။ဇွန်လတငယ်ချင်းများတွေအချိန်ပေးပါ။ဇွန်လမှာဂရချန်ကမိတ်ဆွေတငယ်ချင်းဆက်ဆံရေးကိုပြန်လည်မြှင့်တင်ခဲ့ပါတယ်။သူတေသနာတွေရာဘဝမှာစိတ်ချလက်ချဆွေးနွေးတိုင်ပင်လို့ရတဲ့တငယ်ချင်း၅ယောက်ထက်ပိုရှိတဲ့သူတွေဟာကိုကိုကိုပိုပြီးပျော်ရွှင်သူလို့သတ်မှတ်ကြတယ်လို့သိရပါတယ်။သူမရဲ့လှုပ်ဆောင်ချက်တွေကတော့နံပါတ်၁အချိန်ပေးပါ တငယ်ချင်းတွေနဲ့စကားပြောဖို့တွေ့ဆုံမှုအတွက်တမင်တကာအချိန်ကြားဆွဲတာသူမှလုပ်ခဲ့ပါတယ်။အားတဲ့အခါလုံမယ်ဆိုတဲ့အယူဆတွေကမိษွေတွေကိုတဖြည်းဖြည်းဝေးကွာစေပါတယ်။ကို့အတွက်တန်းမိုးရှိတဲ့ဆစ်ဆံရည်ကိုအချိန်ပေးခြင်းဟာရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1ရေရောပါ။ဒီနေရာမှာပတ်စံပေးတာကိုပြောတာမဟုတ်ပါဘူး။တငယ်ချင်းတွေအတွက်ကိုကြုံးမဖက်ဖက်ကူညီပေးခြင်း၊ကျင်းနာစွာဆစ်ဆံခြင်းအချိန်ပေးခြင်းအပြင်ရေရောတာကိုဆိုလိုတာပါ။နံပါတ်3ကုန်းတိုက်ခြင်းကိုရှောင်ပါ တခြားသူတွေရဲ့မကောင်းကြောင်းအဖြစ်တွေကိုပြောနေတာဟာကိုယ့်ရဲ့စိတ်နေစိတ်ထားကိုပါအစိတ်အတော့ဖြစ်စေတဲ့အတွက်လုံးဝရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။တငယ်ချင်းတွေနဲ့စကားပြောတဲ့အခါတခြားသူတွေရဲ့ကောင်းကွက်တွေကိုချီးမွမ်းစကားပြောဆိုခြင်းအပြင်ပတ်ဝန်းကျင်မှာအပြုသဘောဆောင်တဲ့စိတ်ခံစားမှုကိုဖန်တီးပေးနိုင်ပါတယ်။ဒီလကနေရတဲ့သင်ခန်းစာကလူသားတွေရဲ့ပျော်ရွှင်မှုတွေလူမှုရေးကွန်ရက်လဲပါဝင်နေပါတယ်။တငယ်ချင်းဆက်ဆံရေးဆိုတာသူ့လိုလိုဖြစ်ပေါ်လာတာမဟုတ်ပဲအမြဲတမ်းအချိန်ပေးပြီးပြုစုပျိုးထောင်နေရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကဲဒီလိုနဲ့ပျော်ရွှင်မှုစီမံကိန်းရဲ့ပထမ6လတာပြီးဆုံးသွားခဲ့ပါပြီ။စိတ်ပိုင်းဆိုင်ရာဆက်ဆံရေးပိုင်းဆိုင်ရာအုတ်မြစ်တွေခိုင်မာလာတဲ့အခါမှာတော့နောက်ထပ်စိန်ခေါ်မှုအသွတ်တေစီကိုချီတက်ဖို့အချိန်ရောက်လာပါပြီ။အခန်း၃မှာတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုအပြင်ပန်းကနေပါအားဖြည့်ပေးနိုင်တဲ့ငွေကြေးစီမံမှုဘဝရဲ့အတိတ်ပဲကိုရှာဖွေတဲ့ဝိညာဉ်ရေးရာနဲ့ကိုယ်ပိုင်စိတ်ကျင်နှံ့မှုကိုပေးမယ်ဝါသနာဆိုတဲ့အကြောင်းအရာ၃ခုကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ပက်ဆန်ကပျော်ရွှင်မှုကိုတကယ်ဝယ်ပေးနိုင်သလားဆိုတဲ့မိကွန်းရဲ့အဖြေနဲ့အတူကိုဘွားအတွက်တန်မိုးရှိတဲ့ဝါသနာနဲ့အရာတွေကိုဘလို့ရွေးချယ်ရမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ဆက်လက်နားဆင်လေ့လာကြည့်ကြရအောင်အခန်း၃ငွေကြေးဝိညာဉ်ရေးနဲ့ဝါသနာမှအစီအစဉ်သောပျော်ရွှင်မှုဇူလိုင်းဩဂုတ်စက်တင်ဘာလအခန်းနှစ်မှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကလူမှုစစ်ဆန်ရေးနဲ့အပန်းဖြေမှုတွေအပေါ်မှာအာရုံစိုက်ပြီးပျော်ရွှင်မှုကိုတိုးမြင့်ခဲ့ပါတယ် အခုအခန်းသုံးမှာတော့ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုကြွယ်ဝစေမယ့်အရာတွေဖြစ်တဲ့ငွေကြေးစီမံခန့်ခွဲမှုဝိညာဉ်ရေးရာတွေးခေါ်မှုနဲ့ကိုယ်ပိုင်ဝါသနာတွေကိုဘယ်လိုပျော်ရွှင်မှုအဖြစ်ပြောင်းလဲမလဲဆိုတာလေ့လာသွားပါမယ်။ဇူလိုင်လပျော်ရွှင်မှုကိုဝယ်ယူခြင်းဇူလိုင်လမှာဂရချာကငွေနဲ့ပျော်ရွှင်မှုကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာစူးစမ်းခဲ့ပါတယ်။ငွေဟာပျော်ရွှင်မှုကိုတိုက်ရိုက်ဝယ်လို့မရဘူးဆိုပေမဲ့ ငွေကိုမှန်ကန်စွာသုံးစွဲတာရင်ပျော်ရွှင်မှုကိုဝယ်ယူလို့ရတယ်လို့သူမကယုံကြည်ပါတယ်။သူမရဲ့အဓိကနိလန့်တွေကတော့နံပါတ်၁လိုအပ်တာကိုဝယ်ယူပါ။ကိုယ့်ဘဝကိုပုံမှန်တက်တောင့်တက်တာဖြစ်စေမယ့်ပုံမှန်အလုပ်ဖြစ်စေမယ့်အရာတွေမှာရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်။ဥပမာအချိန်ကိုတက်တာစေမယ့် quality ကောင်းတဲ့ပစ္စည်းတွေဝယ်တာမျိုးကိုဆိုလိုပါတယ်။နံပါတ်၂အတိတ်ကအမှားတွေကိုပြင်ပါငွေကြေးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကိုဖယ်ရှားပြခြင်းဟာပျော်ရွှင်မှုကိုတိုးပွားစေပါတယ်။ ဥပမာအသေးအဖွဲကျွေးမြီလေးတွေရှိနေရင်အရင်ဆုံးရှင်းပြလိုက်တာငွေကြေးရှုပ်ထွေးမှုရော့လေစိတ်ငြိမ်းချမ်းလေးပဲဖြစ်ပါတယ်။နံပါတ်3ကိုချင်းတရားနဲ့ kait ညီတဲ့အရာမှာသုံးပါ။ခရစ်ချန်ကပရဟိတဒါနပြုခြင်းကိုပျော်ရွှင်မှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ကိုယ့်ရဲ့ငွေကိုတခြားသူတွေအတွက်သုံးစွဲလိုက်တဲ့အခါကိုယ့်ရဲ့တန်ဖိုးတွေနဲ့ kait ညီတယ်လို့ခံစားရပြီးပျော်ရွှင်မှုကိုပိုမိုရရှိစေပါတယ်။ဇူလိုင်လရဲ့သင်ခန်းစာကတော့ငွေကြေးကိုစုဆောင်းတာတဲ့ ဘလို့စနစ်တကျသုံးဆွဲမလဲဆိုတဲ့နီလန်ကသာပျော်ရွှင်မှုကိုတကယ်ပေးနိုင်တယ်ဆိုတာပါပဲ။ဩဂုတ်လဘဝရဲ့အတိတ်ပဲကိုဆန်းစစ်ခြင်းဇူလိုင်လမှာငွေကြီးကိုပျော်ရွှင်အောင်သုံးဆွဲနည်းကိုလေ့လာပြီးတဲ့နောက်ဩဂုတ်လမှာဂရချန်ကဘဝရဲ့အနည်းဆိုင်ဆုံးမေးခွန်းတွေရှိရာဝိညာဉ်ရေးရာ special ဘက်ကိုကူပြောင်းသွားပါတယ်။ဒီလရဲ့ရည်ရွယ်ချက်ကမိမိထက်ကြီးမားသောအရာတစ်ခုနဲ့ချိတ်ဆက်မှုကိုခံစားရဖို့ဘဝရဲ့တကယ့်အတိတ်ပဲကိုပြန်လည်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ူမရဲ့အဓိကလေ့ကျင့်မှုများကတော့နံပါတ်1ဘေးစိုးကြုံသူတို့ဤမှတ်တမ်းများကိုဖတ်ပါစိုးပါတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရတဲ့အတွေ့အကြုံစိုးတွေကိုရင်ဆောင်ကြော်လွှားခဲ့ရတဲ့လူတွေရဲ့မှတ်တမ်းတွေကိုဖတ်ရှုခြင်းအပြင်ကိုယ့်ရဲ့လက်ရှိတာမန်ဘဝကြားမာတဲ့ခန္ဓာကိုယ်နဲ့ငြိမ်းချမ်းတဲ့မိသားစုဘဝကိုအလွန်တရာတန်ဖိုးရှိတဲ့ကံကောင်းမှုတစ်ခုအဖြစ်မြင်တတ်တဲ့စိတ်ကိုမွေးမြူခဲ့ပါတယ်။နံပါတ်1ကျေးဇူးတင်ကြောင်းမှတ်တမ်းထားပါ။နေ့စဉ်ဘဝမှာကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ ရရှိထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုရေးမှတ်ခြင်းအပြင်သူမရဲ့အာယုံဆိုင်မှုကို ပြောင်းလဲပေးလိုက်ပါတယ်။ဆိုလိုတာကလိုနေသေးတဲ့အရာတွေကိုအာယုံဆိုင်ပြီးမပျော်ရွှင်နေမယ့်အစားလက်ရှိရှိပြီးသားအရာတွေကိုကျေးဇူးတင်ဖို့ပဲဖြစ်ပါတယ်။နံပါတ်3ကိုလေးစားရတဲ့ပုံကိုယ်တွေကိုအတူယူပါ။ကိုလေးစားတဲ့ပုံကိုယ်တွေရဲ့အကောင်းဆုံးဆန္ဒုံတွေအကျွမ်းမဲ့ရိုးသားမှုနဲ့မေတ္တာတရားတွေကိုနေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့ရည်ရွယ်ခဲ့ပါတယ်။ ။ဩဂုတ်လကနေရတဲ့သင်္ကသာကဘဝကိုပုံမပျော်ရွှင်မှုအတွက်ကျေးဇူးတင်တတ်တဲ့စိတ်၊တာမန်ဘဝကိုတန်မိုးထားတဲ့စိတ်ထားနဲ့ကိုယုံကြည်ရဘာသာတရားတွေကိုကိုင်းဆိုင်တာဟာမရှိမဖြစ်လိုအပ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ပုံမကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ချိတ်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။စတင်ပါလဝါဒနာကို လိုက်စားခြင်းအခန်း၃ရဲ့နောက်ဆုံးလာဖြစ်တဲ့စတင်ပါလမှာတော့ဂရက်ချန်ကဝါဒနာရဲ့ဆွမ်းအားကိုပြန်လည်အာယုံစိုက်ခဲ့ပါတယ် အလုံးနဲ့တာဝန်ဝတ်တရားတွေမဟုတ်ပဲကိုတကယ်စိတ်ဝင်စားတဲ့အရာကိုလှုပ်ဆောင်ခြင်းကစိတ်ကျဉ်တတ်မှုကိုအများကြီးပေးပါတယ်။သူမရဲ့လှုပ်ဆောင်ချက်တွေကတော့နံပါတ်၁စွန့်ပစ်ထားတဲ့ဝါသနာကိုပြန်ဆပါ။ငယ်ငယ်ကစိတ်ဝင်စားခဲ့ပြီးမှအလုပ်တွေရှုပ်လို့ရပ်ပစ်ခဲ့ရတဲ့ဝါသနာတစ်ခုခုကို ပြန်လည်စတင်ဖို့စိန်ခေါ်ခဲ့ပါတယ်။ဝါသနာကိုလိုက်စားခြင်းဟာစိန်ခေါ်မှုရှိသောပျော်ရွှင်မှုကိုပေးပါတယ်။နံပါတ်၂ကိုယ်ပိုင် project တစ်ခုစတင်ပါ။ ကိုယ်တိုင်စိတ်ကျင်နှံ့မှုရဖို့အတွက်လှုပ်ဆောင်တဲ့ project တစ်ခုခုဥပမာစာအုပ်ရေးတာပကြီဆွဲတာစံတရားတည်တင်တာမျိုးတွေကိုစတင်နိုင်ပါတယ်ရလတ်တဲ့လှုပ်ဆောင်နေတဲ့အချိန် project ကိုပဲအလေးထားတဲ့အခါဖိအားတွေရော့ကျလာပြီးစိတ်ကိုလွတ်လပ်စေပါတယ်စတင်ပါလာကနေရတဲ့သင်ခန်းစာကပျော်ရွှင်မှုဟာတခြားလူတွေပေးတာကိုစောင့်နေရတာမဟုတ်ပဲကိုယ်တိုင်ဖန်တီးရင်စိတ်ပြင်းပြနေတဲ့ဝါသနာထဲမှာရှိနေပါတယ်ဆိုတာပါပဲ ကဲအခုအခန်း၃မှာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာနဲ့ဝါသနာပိုင်းဆိုင်ရာပျော်ရွှင်မှုတွေကိုလေ့လာခဲ့ပြပါပြီ။ခရစ်ချန်ရဲ့တစ်နှစ်တာပျော်ရွှင်မှုစီမံကိန်းကအဆုံးသတ်ကိုဥတည်နေပါပြီ။နောက်ဆုံးအခန်း၄မှာတော့ပြစ်ဆုတ်ပန်းဂျေဇူတရားနဲ့အလေးကျင့်ခိုင်မာမှုအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ပျော်ရွှင်မှုကိုထိမ့်သိမ့်မှုအတွဲနေ့စဉ်နေထိုင်မှုပုံစံနဲ့သဘောထားတွေကိုဘယ်လိုအပြည့်အစုံပြင်ဆင်မလဲဆိုတာကိုလက်တွေ့ကြကြပြောပြပေးသွားမှာဖြစ်လို့ ဆက်လက်နားဆင်ပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာအခန်းလေးပြစ္ဆုတ်ပန်ကျေးဇူးတရားနဲ့အလေးအကျင့်ခိုင်မာမှု အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလပြီးခဲ့တဲ့အခန်းတွေမှာစိတ်ခန္ဓာစစ်ဆန်ရေးငွေကြေးနဲ့ဝါသနာစတဲ့ပျော်ရွှင်မှုရဲ့အရေးကြီးတဲ့ရှုထောင့်အလုံးကိုဂရချန်ရူဘင်ဟာစနစ်တကျပြုပြင်ပြောင်းလဲခဲ့ပြီးပါပြီအခုနောက်ဆုံး၄ပတ်မှာတော့ဒီပြောင်းလဲမှုတွေကနေရလာတဲ့ပျော်ရွှင်မှုကိုရေရှည်တည်တံ့အောင်ဘယ်လိုထိန်းသိမ်းမလဲ ပစ္စုပ္ပန်ကိုအာယုံဆိုင်ပြီးဘဝကိုဘလို့ဏီကုံးချုပ်မလဲဆိုတာလေ့လာသွားရမှာဖြစ်ပါတယ်။အော်တိုဘာလအာယုံဆိုင်ခြင်းအော်တိုဘာလမှာဂရချန်ကပစ္စုပ္ပန်တဲ့တဲ့မှာနေထိုင်ခြင်းကိုအဓိကထားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုဟာဒီအချိန်ဒီနေရာမှာရှိနေတာကိုမမြင်ပဲအတိတ်ဒါမှမဟုတ်အနာဂတ်ထဲမှာပဲပျောက်ဆုံးနေထိုင်ကြပါတယ်။သူမရဲ့နီလန်းတွေကတော့နံပါတ်1သတိရှိစွာအာယုံခံမှာ နေ့စဉ်ဘဝတွေကအသေးမွအရာတွေရဲ့ရနက်အထီးတွေ့ကိုသတိထားဖို့ကြိုးစားခဲ့ပါတယ်။ဥပမာကော်ဖီရဲ့ရနက်လမ်းလျှောက်ရင်းရှူဆိုင်မိတဲ့လေရဲ့ရနက်စတဲ့ရိုးရှင်းတဲ့အာယုံခံစားမှုတွေကကျွန်တော်တို့ကိုပြစ်စုံပံကိုပြန်ခေါ်လာပါတယ်။နံပါတ်၄စိတ်ကိုရှင်းလင်းပါ။ကိုယ့်ကိုယ်ကိုအမြဲတမ်းစစ်ဆေးနေတာဝေဖန်နေတာတွေကိုခဏရပ်တံပြီးပြင်ပကအရာတွေနဲ့လူတွေအပေါ်မှာအာယုံစိုက်ဖို့ကြိုးစားခဲ့ပါတယ်။ တခြားသူတဦးကိုစိတ်ရင်းနဲ့ကူညီလိုက်တဲ့အခါကိုယ့်ရဲ့စိုးရင်ပူပန်မှုတွေခဏတာပျောက်ကွယ်သွားတာကိုသူသတိထားမိခဲ့ပါတယ်။နံပါတ်3သတိရှိခြင်းကိုလေ့ကျင့်ပါ။စိတ်ကအမြဲလွင့်နေတာကိုလက်ခံပြီးပြန်လည်ပြီးပြစ်စုံပံကိုခဏခဏပြန်ခေါ်လာဖို့လေ့ကျင့်ခဲ့ပါတယ်။လမ်းလျှောက်နေတဲ့အခါမှာခြေထောက်တွေရဲ့လှုပ်ရှားမှုကိုအာယုံစိုက်တာလိုမျိုးလွယ်ကူတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလရဲ့သင်္ကန်းစာကတော့ပျော်ရွှင်မှုဆိုတာအပြင်းမအဖြစ်ပြက်တွေတဲ့ကျွန်တော်တို့ရဲ့အာယုံဆိုင်မှုအပေါ်မှာအခြေခံနေတယ်ဆိုတာပါပဲ။နိုဝင်ဘာလကျင်းနာသောနှလုံးသားကို ထိမ့်သိမ့်ခြင်းနိုဝင်ဘာလမှာဂရက်ချန်ကစိတ်နေသဘောသားကိုပုံမအပြူသဘောဆောင်အောင် ပြောင်းလဲဖို့အာယုံဆိုင်ခဲ့ပါတယ်။အပြင်းမအခြေအနေတွေကပျော်စရာမကောင်းရင်တောင်အတွင်းစိတ်ကိုဘလို့ငြိမ့်ချအောင်ထားမလဲဆိုတဲ့မိကွန်းရဲ့အဖြေတွေကိုရှာခဲ့ပါတယ်။သူမရဲ့နီလန်တွေကတော့နံပါတ်1ရံမလိုပါနဲ့ တယောက်ယောက်နဲ့တွေ့ဆုံတဲ့အခါပထမဆုံးစကားကိုမကျင်မနှက်ဒါမှမဟုတ်အပြစ်တင်စကားနဲ့စတင်ပြောဆိုခြင်းကိုရှောင်ခဲ့ပါတယ်။အဲ့ဒီအစားကြီးသားတဲ့အကောင့်မြင်တဲ့စကားလုံးတွေနဲ့စတင်ပြောဆိုခြင်းအပြင်ကိုပတ်ဝန်းကျင်ကိုအပြူသဘောဆောင်သောစွမ်းအင်ဖြတ်ကျပေးနိုင်ခဲ့ပါတယ်။နံပါတ်1ပျော်ရွှင်နေတဲ့အောင် ပြုမှုပါ။မပျော်ရွှင်မှုလို့ခံစားရရင်တောင်ရေမောပျော်ရွှင်တဲ့သဘောထားကိုပြုမှုခဲ့ပါတယ်။ဆောင်ပြုံးလိုက်ရုံနဲ့တောင်ကိုအုံးနောက်ကပျော်ရွှင်တဲ့ဟော်မုန်းတွေထုတ်ပေးပြီး စိတ်ခံစားချက်ကိုတကယ်ပြောင်းလဲပေးနိုင်တယ်လို့သူတေသနတွေကတွေ့ရှိခဲ့ပါတယ်။နံပါတ်၃ကိုကျင်တရားကိုဦးစားပေးပါ။တစ္ဆာရှိခြင်း၊ယိုသားခြင်း၊စာနာခြင်းစတဲ့ကိုကျင်တရားဆိုင်ရာတန်ဖိုးတွေကိုနေ့စဉ်ဘဝမှာလက်တွေ့အလေးထားဆောင်ရွက်ခဲ့ပါတယ်။ကိုယ့်ရဲ့လောက်ရတွေကကိုယ့်ရဲ့အမြင့်ဆုံးစံနှုန်းတွေနဲ့ကိုက်ညီနေတဲ့အခါစစ်မှန်တဲ့စိတ်ကျဉ်းတတ်မှုကိုရရှိပါတယ်။နိုဝင်ဘာလရဲ့သင်္ကန်းစာကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုယ်တိုင်ပြောင်းလဲယူလို့ရတယ်ဆိုတာပါပဲ။ အကောင့်မြင်စိတ်နဲ့မြင်မာတဲ့ကိုကျင်တရားကိုကင်ဆွဲခြင်းဟာရေရှည်ပျော်ရွှင်မှုရဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ဒီဇင်ဘာလအလေးအကျင့်ခိုင်မာမှုခရစ်ချန်ရဲ့တနှစ်တာစီမံကိန်းရဲ့နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာလမှာတော့သူမဟာတနှစ်တာလုံးလေ့ကျင့်ခဲ့တဲ့အလေးအကျင့်တွေအားလုံးကိုပေါင်းစည်းပြီးပျော်ရွှင်မှုဘဝပုံစံအသက်ကိုအပြည့်တတ်ဖန်တီးခဲ့ပါတယ်။ဒီလမှာအသက်တွေလှုပ်ဆောင်တာတဲ့ရှိပြီးသားအလေးချင်တွေကိုပုံမစနစ်ကြအောင်လှုပ်ဆောင်ခဲ့ပါတယ သူမရဲ့အဓိကလှုပ်ဆောင်ချက်တွေကတော့နံပါတ်၁အလေ့ကျင့်အားလုံးကိုပြန်လည်သုံးသပ်ပါတစ်နှစ်တာလုံးမှာဘယ်အရာတွေကအပျော်ရွှင်ဆုံးအကျိုးဆက်ကို ပေးခဲ့လဲဘယ်အရာတွေက အထီးရောက်ဆုံးဖြစ်ခဲ့လဲဆိုတာကိုပြန်လည်သုံးသပ်ပြီးရေရှည်ထိမ့်သိမ်းရမယ့်အလေ့ကျင့်တွေကိုရွေးထုတ်ခဲ့ပါတယ်နံပါတ်၂ပန်းနိုင်ကိုမြင့်တင်ပါရိုးရှင်းတဲ့အလေးကျွန်းတွေကနေပိုးပြီးစိန်ခေါ်မှုရှိတဲ့ပန်းနိုင်အသွက်တွေကိုထပ်မံချခဲ့ပါတယ် ကြီးထွားတိုးတက်မှုကိုအမြဲတမ်းရှာဖွေနေခြင်းကသာပျော်ရွှင်မှုကိုဆက်လက်တည်တံ့စေတယ်လို့သူမကယုံကြည်ခဲ့ပါတယ်။နံပါတ်3ပျော်ရွှင်မှုကိုဂုဏ်ပြုပါ။တစ်နှစ်တာလုံးစူးစမ်းအားထုတ်ခဲ့မှုတွေအတွေ့ကိုကိုကိုဂုဏ်ပြုပြီးဆုချခဲ့ပါတယ်။ဒီဇင်ဘာလကနေရတဲ့သင်ခန်းစာကပျော်ရွှင်မှုဆိုတာတစ်ခါတလေလုပ်ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ပျော်ရွှင်မှုဆိုတာနေ့စဉ်လှုပ်ဆောင်ရမယ့်အလေ့ကျင့်တစ်ခုဖြစ်ပြီးအဲ့ဒီအလေ့ကျင့်တွေခိုင်မာသွားတဲ့အခါမှာပျော်ရွှင်မှုဆိုတာကျွန်တော်တို့ရဲ့ဘဝပုံစံဖြစ်လာပါလိမ့်မယ်။ ဒီသင်ကားစာတွေကိုနားထောင်ပြီးတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ကိုပိုင်ပျော်ရွှင်မှုစီမံကိန်းကိုစတင်ဖို့ဆရာထက်တန်လာမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ကိုပိုင်ပျော်ရွှင်မှုစီမံကိန်းကိုလက်တွေ့လှုပ်ဆောင်နိုင်ဖို့လက်တွေ့ကြတဲ့အကြံပြုချက်၄ချက်ကိုပြောပြရင်ဒီနှစ်ချုပ်လေးကိုညီကုန်းချုပ်လိုက်ပါတော့မယ်။နံပါတ်၁ကိုပိုင်ဇန်နဝါရီကိုစတင်ပါ။ပျော်ရွှင်မှုစီမံကိန်းကိုစတင်ဖို့တစ်နှစ်စတင်ဖို့ကိုစောင့်နေစရာမလိုပါဘူး။ ဂရချန်ဟာစွာအင်မြင့်တင်ခြင်းကနေစတင်ခဲ့တယ်လို့သင်လဲဒီနေ့ကစပြီးကိုယ့်ရဲ့အခြေခံအောက်မြစ်ကိုပြန်လဲတိဆောက်ပါဣစ္ဆက်ချင်းကိုဦးစားပေးပါလုံလောက်စွာဣစ္ဆက်နိုင်မှုစီကန်းချက်ကိုချမှတ်ပါ စွာအင်ရှိမှပျော်ရွှင်နိုင်ပါလိမ့်မယ်ပတ်ဝန်းကျင်ကို ရှင်းလင်းပါကိုယ့်ရဲ့ဇပွဲအခန်းနဲ့နေထိုင်ရာပတ်ဝန်းကျင်ကိုရှင်းလင်းပါအပြင်းမှန်တိုက်ရမှုက အတွင်းစိတ်ငြိမ်းချမ်းမှုကိုပေးပါလိမ့်မယ်နံပါတ်2အချက်နေ့စဉ်ချက်ချင်းမြတ်တာတည်တည်ပြခြင်းကိုကျင့်သုံးပါ ပျော်ရွှင်မှုဟာကျွန်တော်တို့ရဲ့အနည်းဆုံးစစ်ဆန်ရေးတွေပေါ်မှာများစွာမူတည်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဘက်သားသမီးဒါမှမဟုတ်ချစ်ရသူကိုတွေ့ဆုံတဲ့အခါအနည်းဆုံး60ဆက်ကန့်ကြာပွေ့ဖွဲ့ခြင်းဒါမှမဟုတ်စိတ်ရင်းမာနဲ့မျိုးလုံးချင်းဆိုင်စကားပြောခြင်းကိုလှုပ်ဆောင်ပါ။အပြစ်ပြောခြင်းကိုရပ်ပါ။တစုံတစ်ယောက်ကိုမကျင်မနှက်ဖြစ်တိုင်းတိုက်ခိုက်စကားမပြောခင်ချက်ချင်းရပ်တန့်ပါ။သူတို့ကဘလို့ဖြစ်တဲ့လဲလို့တွေးမယ်စာကိုတိုင်းဘာလုပ်ပေးနိုင်မလဲလို့ပြောင်းလဲတွေးတော့ပါ။နံပါတ်3အချက် ရှေ့ဆက်တိုးတက်ခြင်းကိုအာယုံစိုက်ပါအလုံးနဲ့ဝါသနာနဲ့ပဲမှာအောင်မြင်မှုရဖို့ထဲကြီးထားမှုကိုအာယုံစိုက်ပါပျော်ရွှင်သူလိုပြုမှုပါမနဲ့အိယာကနိုးတာနဲ့ကိုလိုခြင်းနဲ့ပျော်ရွှင်တဲ့စိတ်ထားကိုရအောင်တခြင်းဆိုတာကိုကိုကိုအားပေးစကားပြောတာမျိုးကို9မိနစ်လောက်လှုပ်ဆောင်ပြီးတနေ့တာကိုအကောင်းမြင်စိတ်နဲ့စတင်ပါအသေးစားဝါသနာစတင်ပါစိတ်ဝင်စားတဲ့အရာတစ်ခုကိုတစ်ပတ်မှတနာရီလောက်အချိန်ပေးပါရလကောင်းမှုမမျော်လင့်မဲ့လှုပ်ဆောင်တဲ့ process ကိုသာပျော်ရွှင်စွာခံစားပါ နံပါတ်၄အချက်နေ့စဉ်ကျေးဇူးတရားကိုမှတ်တမ်းတင်ပါပျော်ရွှင်မှုရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ကျေးဇူးတရားကိုနေ့စဉ်မှတ်တမ်းတင်ဖို့လိုအပ်ပါတယ်ငါ့ဘက်အိယာမွေငယ်၅မိနစ်အချိန်ပေးပြီးဒီနေ့မှကျေးဇူးတင်စရာဖြစ်ရသုံးခုကိုမှတ်စုစားအောင်မှချရေးပါဒါဟာတင့်ရဲ့အုံနောက်ကိုအကောင့်မြင်တဲ့ဘက်ကိုပြန်လဲပုံဖော်ပေးပြီးငြိမ်းချမ်းတဲ့စိတ်နဲ့အိပ်စက်စေပါလိမ့်မယ်ဒီအချံပြုချက်လေးတွေဟာတင့်ရဲ့ကိုပိုင် happiness project ကိုစတင်ဖို့အတွက်အကောင်းဆုံးအစအပြုမှုဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like and share နဲ့ကွန်မလေးပေးပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီလိုကဘာကျော်စာအုပ်အနှစ်ချုပ်တွေနဲ့တိုးတက်ရေးဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီး notify ပဲနေရာလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့။ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်။နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်။မိတ်ဆွေတို့အားလုံးတာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။